အခုဆိုရင်9လပိုင်းနဲ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်9လပိုင်းနဲ့ကိုရောက်ရှိလာတယ်ဆိုတဲ့အခါမှာ မိတ်ဆွေတို့အနီနဲ့ထူးထူးခြားခြားတွေ့ကြုံခံစားရမယ်ပြဿနာတစ်ခုကိုပြောပါဆိုရင်စိတ်နှက်ခွဖြစ်တတ်တဲ့ပြဿနာလို့အတတ်မှတ်ရမှာဖြစ်ပါတယ်ငါးလဝိုင်းဆွေကာလာတွေမှာကျွန်တော်တို့ဘင်းလာမေးရဲ့လူကြီးတော်တော်များများအနီနဲ့ဒွိဟာဖြစ်စရာတွေအများများနေရတွေ့ရတယ်ဒါအကြောင်းကျွန်တော်ငါးလပိုင်းကိုတေချာလေးတွက်ချက်ကြည့်တယ်ဆိုတဲ့အနေထားမှာငါးလပိုင်းကလမ်းပြောက်စရာလေးတွေအနေနဲ့အများဒွိဟာဖြစ်စရာကောင်းကောင်းတဲ့အခိုက်အတန့်မျိုးလေးတွေကြုံနေရတတ်တာမျိုးကိုတွေ့နေရတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ငါးလပိုင်းဆွေကာလာမှာလူတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာအနီ နေနဲ့ဆိုရင်စိတ်နှခွဖြစ်ရတတ်တယ်နှစ်ခုနှစ်ခွရှင်တွဲပြီးတော့မှရွေးချယ်ရစဉ်းစားရဆုံးဖြတ်ချက်ချရခက်ခဲတတ်တဲ့အပိုင်းမျိုးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ်အလုပ်ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဒါလေးလုပ်ရင်ကောင်းမလားဟိုလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေ့ဝေရတတ်တဲ့အပိုင်းမျိုးတွေဒီကြုံလာတတ်တယ်လမ်းပြောင်းနေတယ်လူကြီးတော့လည်းမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရခက်ခဲနေတတ်တဲ့အဖြစ်ပြက်အခိုက်အတန့်မျိုးတွေကြုံနေရတတ်တဲ့သဘောတရားဖြစ်ပါတယ် ငါဒါလေးလုတ်ရင်ကောင်းမလားငါဒါလေးလုတ်လိုက်မယ်မှားသွားရင်လည်းငါဘလို့ဖြစ်မလဲဒါလေးလုတ်လိုက်တာအစင်ရောပြေမပြေပါမလားဒီဟာလေးရောငါတို့ကကောင်းအောင်ကောင်းပါမလားစသဖြင့်ရွေးချယ်ရစဉ်းစားရခက်ခဲရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိုတိုင်းအနေနဲ့ကဆုံးမချက်မချရတော့အာငါခီးထွက်မလို့ကွာခုနှစ်ရက်နေသွားရင်ကောင်းမလားဆယ်ရက်နေသွားရင်ကောင်းမလားအဲအဲ့လိုမျိုးပေါ့နော်အထီးကတော့ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်စွမ်းနေပျောက်ဆုံးနေတတ်တယ်ဆိုတဲ့အနေထားမျိုးလေး တွေ့ရတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ငါးလပိုင်းဆိုရင်ကာလာမှာမိတ်ဆွေတို့အနီးနဲ့တော်တော်များများကြုံတွေ့ရမယ့်ပြဿနာဆိုရင်စဉ်းစားရဆုံးဖြတ်ချက်ချရဝေဖန်ရပိုင်းဖြတ်ချက်ချရတာ ခက်ခဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးကြုံတွေ့လာရတတ်တာဖြစ်ပါတယ်ခင်ဗျအဲဒီအတွက်ကြောင့်ငါးလပိုင်းဆိုရင်ကာလာတွေမှာမိတ်ဆွေတို့တွေအနီးနဲ့နှစ်ခုနှစ်ခုရှင်ပြီးတော့ရွေးချယ်စရာတွေများကြုံလာရရင်အကောင်းဆုံးကတော့ဘေးနေမေးလိုက်ပါဘောနော်စလာပါအကောင်းဆုံးကတော့ မိမိစိတ်ထဲမှာဖြစ်ရှင်နေတဲ့အရာလှုပ်ရှင်နေတဲ့အရာကိုပဲရှေ့တန်းတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကကိုယ့်အတွက်ပိုကောင်းပါလိမ့်မယ်နော်အဓိကတော့ဗျာသူများတွေပြောပြီးတော့မှအဲဘယ်လိုပြောမလဲသူများတွေကအကြံဉာဏ်ပေးတာတွေကိုနားမထောင်ဘဲနဲ့ကိုကိုယ်တိုင်နေနေကငါဒါလေးတော့လှုပ်ရှင်တဲ့စိတ်ဘူးပျော်နေရဆိုကောက်လှုပ်ပလိုက်ဒါဒါလိုမျိုးအနေထားကိုယ့်အတွက်အစီအပြေသွားမှဖြစ်ပါတယ် ပြီးတော့ပြဿနာနောက်ထပ်တစ်ခုရှိတာကအားငယ်တဲ့ပြဿနာဗျ9လပိုင်းသူတွေကာလအတွင်းမှာလူတော်တော်များများအနေနဲ့ကတစုံတယောက်ယောက်စီကနေပြီးတော့မှချက်ချင်းမြတ်တာတွေကိုမျော်လင့်နေမိတဲ့အခိုက်အတန့်မျိုးတွေကြုံလာတတ်တယ်ဒါက9လပိုင်းတွင်းမှာနိမ့်နံသားသမီးတော်တော်များများဖြစ်လိဖြစ်တာရှိမဲ့ပြဿနာပဲအားပေးမှုတွေလိုအပ်နေတဲ့ပုံစံပေါ့โอเค9လပိုင်းကိုရောက်ပြီငါလုပ်တွေပြန်ကြိုးစားတော့မယ်ဒါပေမဲ့ motivation လိုနေတယောက်ယောက်ကနေကိုယ်တွန်းအားလေးပေးလိုက်တာမျိုးလေးကိုကိုကလိုချင်နေတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲတကယ်ကိုကကောင်းပါလေးရှိထားရဲဆိုလို့ရှင်အေးကောင်းပါလေးရေး အငါလုပ်လေးတွေပြန်လုပ်မလို့ငါဒါလေးဒါလေးလုပ်မလို့ငါအောင်နဲ့လောက်လေး motivation လေးပေးပါဦးအဲကိုကိုရဲ့ဒါလေးလုပ်လိုက်ပါအင်းဒါလေးကကောင်းတယ်ကိုကိုကြိုးစားနိုင်ပါတယ်အဲဆိုလိုချင်တာကဗျာကို့တရားရောက်ကနေပြီးတော့မှဟဲ့အောင်မင်းကြိုးစားဟဲ့အောင်မင်းဒါလေးလုပ်မင်းချမင်းလုပ်နိုင်တယ်မင်းမှစွမ်းသတ္တိအများရှိတယ်မင်းလုပ်နိုင်တယ်ဆိုတာငါယုံကြည်တယ်မင်းလုပ်ကိုလုပ်အဲအဲ့လိုမျိုးပေါ့နော်တရားရောက်ကနေကို့ကိုတွန်းအားပေးပြီးတော့မှ ပြောတာဆိုတာမျိုးကိုယ့်ကိုတယောက်ကနေ pressure ပေးလိုက်တဲ့ဟာမျိုးလေးကိုမျောလင့်နေပြီးတက်တဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာခံစားရတတ်တယ်။တယောက်စီရဗျာအားပေးမှုတွေကိုလိုချင်နေတဲ့ပုံစံမျိုးကိုယ့်ကိုတာတယောက်ကနေတာမင်းကြိုးစားအာငါငါငါဟိုကြိုးစားကွာမင်းတကယ်ငါမျိုးသဘောချတယ်မင်းကြိုးစားမှန်တယ်မင်းဆက်လို့အရောက်ကြီးကောင်းတယ်အဲ့လိုမျိုးလေးတာတယောက်ကနေကိုယ့်ကိုပြောကြည့်လိုက်အသေးလေးနင်းလုံးမဲ့လူတွေကြီးပဲဒီမျိုးတွေထဲမှာပါတဲ့လူတွေကတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်ဆိုလိုချင်တာနားလေတာအဲ့တော့ကြောင့်မလို့ချစ်သူကြီးသားရှိထားတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းဒီငါးလပိုင်းတွေကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးသားကို ကိုကိုကိုတိုင်းအနေနဲ့ပြန်ပြီးတော့အားပေးရမယ်ကိုမကောင်လေးရှိတာလေဆိုတော့ကိုကောင်လေးဘာကြီးလုံနေလဲသူ့မှာအခက်ခဲဖြစ်နေလားကိုကိုကြီးအလုပ်တိတိချာလုံနော်ကိုကိုကြီးဒါလေးတော့ဒီလိုလေးကြိုးစားနော်ဘီဘီလေးကိုကြီးနားမှာအမြင်နဲ့ရှိနေပေဘီဘီလေးအဲကိုကြီးနားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးဖြစ်ချင်တဲ့ရာတွေကိုကိုကြီးရဲ့နားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးကိုအဲတက်နိုင်သူကြီးကိုကြီးဘီဘီလေးဘီဘီလေးကိုကြီးကိုကူညီပေးမယ်ဒီလိုပုံစံမျိုးလေးတွေများတော့အဖြစ်ပြောပေးပါအဲ့ဒါဆိုလို့ရှိရင်အရန်ကိုကြိုးစားကြမယ်ယောက်ျားအတူကြီးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့ အဲ့ဒါကြောင့်မလို့ဒီ9လပိုင်းဆိုကာလာတွင်းမှာချစ်တူကြီးသားရှိထားတဲ့သူတွေအနေနဲ့ကကိုယ့်ရဲ့ချစ်တူကြီးသားကိုယ့်ရဲ့အိမ်နောင်ဘက်ကိုအားပေးတာမျိုးလေးလုပ်ပါအားပေးတဲ့စကားမျိုးတွေပြောကြည့်ပါအဲ့ဒါဆိုရင်အဲ့လူတစ်ယောက်ကပို့ပြီးတော့မှဟိုလှုပ်ချင်ခံရတဲ့ဒီအပြည့်အဝနဲ့ motivation တွေအပြည့်နဲ့နေမညာညာမနာအလုပ်တွေတောင်းလျှောက်ကြီးကိုလုပ်နေမှာဖြစ်ပါတယ်ခင်ဗျဒါက9လပိုင်းဆိုကာလာတွင်းမှာလူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်ထို့အတူပဲမိန်းကလေးတွေဆိုလည်းအဲ့လိုမျိုးပဲမိန်းကလေးတွေငါငါအလုပ်တွေပင်ပန်းနေရကွာ အလုတ်တွေအလုတ်တွေကိုကပေါ့နော်အလုတ်တွေကျိုးသားနေရအလုတ်တွေလုံနေရတယ်ကိုယ့်ရဲ့ရည်သားစီကနေကိုယ့်ရဲ့ချစ်သူရည်သားကောင်းလေးစီကနေပြီးတော့မှအားပေးမှုလေးတွေနှွေးထွေးမှုလေးတွေလိုအပ်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒီအတွက်ကြောင့်ဒီလိုကာလတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးလေးဖြစ်ဖြစ်နော် အဲအားပေးမှုလေးတွေလုပ်ပါ motivation လေးတွေပေးပါအဲကိုကိုကြီးစူးစမ်းတော့ချစ်တဲ့အားပွားကိုကိုလို့တော်တော်တယ်အဲဒီလိုလေးတွေများသောအားဖြင့်ပြောပေးပါကိုယ်ကောင်ပါလေးဆိုလို့ရှိရင်လည်းဟာကလေးလေးရေတော်တယ်ကွာကလေးလေးစူးစမ်းတာမိုက်တယ်ကွာကလေးလေးဘူယူရိုက်ထားမိုက်တယ်ကွာဟာကလေးလေးအားဝတ်ထားလှလိုက်တာအဲအဲ့လိုလေးတွေပေါ့နော် motivation ပုံစံမျိုးလေးတွေစကားလေးတွေကိုတုံးတုံးပြီးတော့မှပြောပေးပါနော်ဒီနေရာမှာချစ်တူရီတာမရှိထားတဲ့သူတွေအနေနဲ့ကတော့ဘာမှကိုလောက်ရမှာမဟုတ်ဘူးမင်းတို့တွေကိုအားပေးမဲ့သူလည်းတိတ်ပြီးလို့ရှိမှာမဟုတ်ဘူးဆိုတော့ချစ်တူရီတာမရှိခဲ့သူတွေကတော့ဒီတိုင်းပလိန်ကြီးကိုယ့်အနေကိုတယောက်တည်းကြီးခွဲခံစားပြီးတော့မှအဲတယောက်တည်းအားနေအိမ် နေအဲ့လိုပုံစံမျိုးဖြစ်မဲ့သဘောတရားကြီးတော့တွားရတယ်ပေါ့နော်ဒါကတော့ချစ်သူရီသားမရှိတဲ့သူတွေကိုပြောပြတာပါချစ်သူရီသားမရှိတဲ့သူတွေတော့အထီးကျန်ဆန်တဲ့အဲငါးလပိုင်းလေးကိုဖြတ်တန်းရအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်โอเคပါကဲဒါလေးကတော့အဲငါးလပိုင်းနေပတ်သက်ပြီးတော့မှအသိထားသင့်တဲ့အချက်လက်လေးတွေကိုလာရောက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ